ွင့်မင်္ဂလာပါ crypto mate ကနေပြီးတော့ပြန်လဲချုပ်စိုးလိုက်ပါတယ်ဒီတစ်ခေါက်မှာလဲ Binance ကနေပြီးတော့ crypto ရဲ့အလကားပြည့်တဲ့ holder airdrop အသစ်တစ်ခုကိုခြားပေးခဲ့ပါတယ်ဒီတစ်ခေါက် holder airdrop ကတော့စက်တုံးခုမြောက် airdrop တစ်ခုဖြစ်ပြီးတော့ခြားပေးခဲ့တဲ့ token ကတော့ particle network ရဲ့ party token ဖြစ်ပါတယ် airdrop အကြောင်းကိုမပြောခင်မှာဒီ particle network ကဘာအတွက်လုပ်ထားတာလဲသူကဘလူးပြဿနာတွေကိုခေရှင်းပြရတယ်ဆိုတော့ပြပပြချင်ပါတယ် Triple လောက်ကနေယူနေပြီးသားသူဆိုလို့ရှိရင် Crypto မှာ chain တွေတစ်ခုနဲ့တစ်ခုမတူခဲ့တဲ့ကြောင့်မို့လို့ဒီ wallet တွေအများကြီးသုံးပြီးတော့လောက်ရတာရပြီးတော့ဒီ chain တစ်ခုနဲ့တစ်ခုပြောင်းပြောင်းပြီးတော့သုံးရတဲ့တက်တနာတွေရှိရပေါ့နော်ဒီဟာတွေကဘလောက်ထိခဏခဏလောက်ရလဲ ဒါဘလောက်ထိအလုံးရှုံတယ်ဆိုတော့ကိုတုံးနေကြသူဆိုလို့ရှိရင်ကောင်းကောင်းကြီးနားလည်မှာပါဆိုတော့ဒီ particle network ရဲ့ဖြည့်ရှင်ပေးမဲ့တက်တနာကတော့အဲ့ဒီတက်တနာကိုအထူးကဖြည့်ရှင်ပေးမှာဖြစ်ပါတယ်ဆိုတော့သူကအတော်ကျုပ်ရှင်းပြရရင် account တစ်ခုရဲ့နဲ့ chain တွေကိုအကောင်လုံးသုံးလို့ရမယ်ဒီ chain တွေကိုခဏခဏပြောင်းပြောင်းပြီးသုံးနေစရာမလိုဘူးအဲ့လို address gas fee ကိုလည်းဒီ particle network ရဲ့ native token ဖြစ်တဲ့ Binance holder airdrop ကနေပြီးတော့အလကပေးခဲ့တဲ့ party token နဲ့သူက gas fee နဲ့ပေးပြီးတော့သုံးလို့ရပါတယ်ဆိုတော့ chain နဲ့မတူတဲ့အတွက်ကြောင့်မလို့ host chain ရဲ့ gas fee ဒီ chain ရဲ့ gas fee ဆိုပြီးတော့လည်းဒီခွဲခွဲပြီးတော့သုံးနေစရာမလိုဘူးဒီ token တစ်ခုရင်းနဲ့ပြီးရဲဆိုတော့တပေါ်ဖက်ပါနော်ဆိုတော့ဒီဟာက web3 user တွေ crypto trader တွေ crypto user တွေကဘလောက်အထိဒီ crypto ကိုအသုံးပြုရတာလွယ်ကူသွားမလဲဆိုတာကိုတွေးကြည့်ရတယ်ညင်သားမယ်လို့ယူဆမိပါတယ် ဒါကတော့ particle network နဲ့သူ့ရဲ့ native token ဖြစ်တဲ့ party token အကြောင်းကိုအတိုးချုပ်ပြီးတော့နားလည်ရအလွယ်ဆုံးဖြည့်အောင်ရှင်းပြပေးထားတာဖြစ်ပါတယ်။ဆိုတော့ဒီ project ရဲ့ native token ဖြစ်တဲ့ party token ကို finance ကနေပြီးတော့အလကားပေးခဲ့တယ်သူပြောခဲ့ရေပေါ့နော်။ဆိုတော့ အဲ့ဒီအလကပေးတဲ့ဒီ token တွေကိုဘလို့ဒီမျိုးတွေကရတာလဲဆိုလို့ရှိရင် Binance ရဲ့ BME coin ကို simple and နဲ့မှာ flexible ပဲဖြစ်ဖြစ် lock ပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြားချင်းကြီး product တွေမှာထည့်ထားတဲ့သူဆိုလို့ရှိရင်ရပါတယ်ဘယ်အချိန်ကနေဘယ်အချိန်ထည့်ထားရလဲဆိုလို့ရှိရင်တော့2025 3/9ရက်နေ့ကနေပြီးတော့2025 3/17ရက်နေ့အတွင်းထည့်ထားရတူဆိုလို့ရှိရင်တော့ရမှာဖြစ်ပါတယ် Airdrop ကနေပြီးတော့ token တွေကို trading မစခင်တနအိလအလိုမှာ user ရဲ့ spot account တွေကိုပို့ပေးမှာဖြစ်ပါတယ်။ Binance ကနေပြီးတော့ဒီ party token ကိုဖဲချင်းမှာ list လုပ်မှာလဲဆိုလို့ရှိရင်2025 3025ရက်နေ့မြန်မာအချိန်နဲ့ဆိုလို့ရှိရင်တော့ည9နာရီခွဲပဝင်းချိန်တော့မှာသူစပြီးတော့ listing လုပ်မှာဖြစ်ပါတယ်။ So trading လုပ်နိုင်တဲ့ trading bills တွေကတော့ USDT, USDC, BNB, FTUSD နဲ့ TON pair တွေပဲဖြစ်ပါတယ်။ ဆိုတော့ဒီဟာကတော့ party holder airdrop ရဲ့ detail ဖြစ်ပါတယ်။ Genesis Total Token Supply က1 billion party ရှိရဲ့ Mass Token Supply ကလည်း1 billion party holder airdrop အတွက်ပေးထားတာပါကြတော့ Mass Token Supply ရဲ့3%ခန့်တဲ့30 million party တွေကိုပေးထားတာဖြစ်ပါတယ်။နောက်ထပ်30 million party ကတော့ spot listing လုပ်ပြီးရော6လအကြာမှာတခြား marketing campaign တွေကနေပြီးရောအတုံးတွေခွဲပြီးရောပေးတော့မှာဖြစ်ပါတယ်။ Binance မှာရှိတဲ့ Circulating Supply ကတော့ Mass Token Supply ရဲ့23.3%ရှိပါတယ် ဆိုတော့ဒီလောက်ဆိုလို့ရှိရင်တော့ဒီတစ်ခေါက် Binance Holder Airdrop မှာပေးခဲ့တဲ့ project အကြောင်းလေးတစ်ကံအကြောင်းကိုတည်တင်းကြောက်တည်သွားပြီလို့ထင်ပါရယ် Binance Holder Airdrop အကြောင်းကိုမတည်ရရဲ့သူတွေအတွက်အထူးချုပ်ပြီးရှင်းပြပေးချင်ပါရယ် Binance Holder Airdrop ဆိုတာက PNB Holder တွေအတွက် reward အနေနဲ့ပေးတဲ့ program တစ်ခုဖြစ်ပါတယ်ဘယ်လိုမျိုးပေးရလဲဆိုလို့ရှိရင် user ရဲ့ BNB balance တွေကို historically snapshot ယူပြီးတော့ token airdrop အနေနဲ့ချပေးရဖြစ်ပါတယ် BNB coin တွေကို simple and မှာ subscribe လုပ်ထားတဲ့ user တွေဆိုလို့ရှိရင် Binance Holder က်ထရော Lush Boo နဲ့ Megatro Reward တွေအတွက် Auto Elizabeth ဖြစ်ပါတယ်။နောက်တစ်ခုကတော့ PNB တွေကို Onchain G တွေမှာ Subscribe လုပ်ထားတဲ့ user တွေဆိုလို့ရှိရင်လည်း Order Airdrop နဲ့ Lush Boo Reward တွေအတွက် Elizabeth ဖြစ်ပါတယ်။ ဆိုတော့ user ရဲ့အနေနဲ့ Binance C ကနေပြီးတော့ Quickery အလက်ကယူပို address ဆိုလို့ရှိရင် BME coin ကို symbol အနေမှာ flexible ပဲဖြစ်ဖြစ် lock ပဲဖြစ်ဖြစ်ထည့်ထားရမှာပဲအရန် goal တွေအတွက်စိတ်ဝင်စားရတဲ့ဆိုလို့ရှိရင်တော့ crypto market youtube channel မှာ Binance holder airdrop ကြောင့်ကိုအသေးစိတ်ပြောပြထားတဲ့ video တစ်ပုဒ်ရှိတဲ့အတွက်ကြောင့်မို့လို့ edit video မှာသွားပြီးတော့ပြည်လာနိုင်ပါတယ် PMB လေးဝယ်ထင်တဲ့ဆိုလို့ရှိရင်တော့ဒီ link ကနေပြီးတော့သွားဝယ်လို့ရတယ်။ဒီ video ရဲ့ description မှာလည်း link ကြီးချပေးထားမယ်ပေါ့နော်။ပြီးတော့ Finance Scale PMB Coin တွေကလည်းဒီလိုမျိုး passive income ပဲရှာလို့ရတာမဟုတ်ဘူး။ spot to margin တို့ trading လုပ်တဲ့အချိန်မှာ finance bnb သုံးပြီးရ trading fees ပေးမယ်ဆိုရင်25%တော့မှာ discount ထပ်ရတယ်အဲ့ဒါက crypto market ကုန်းနဲ့ဖွင့်ထားလို့20% discount ထပ်ရတာ ਨੇ မဆိုင်အောင်တော့သူတက်တက်ထပ်ရဆိုပြီးရလို့ရှိရင်ဒီ future trading fees မှာကကြတော့ဒီတန်ပါဆက်ထက်ရတယ်။ဆိုတော့ပြောစင်တာက PME holder တွေဆိုလို့ရှိရင် Binance ပေါ်မှာ passive income ရှာလို့ရတဲ့ project တွေ proof တွေအများကြီးရှိရယ်။အာပြီးတော့ဒီလိုမျိုးတက်တရာတက်တာကြောင်းနေလည်းအများကြီးရှိရယ်ပေါ့နော်။ကိုက triple သုံးပြီးတော့ passive income ရှာဖို့စိတ်ဝင်စားရတဲ့သူဆိုလို့ရှိရင်ဒီလိုမျိုး finance ကဲ feature တွေကိုလိုက်ပြီးလေ့လာထားလို့ရတယ်။ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ။အားလုံးမဲ့နောက် video မှာပြန်လေ့ရှာရပေါ့။